မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမေရွှေသိန်းစင်းကြိုက်ရေးသားသောမယန်းသုံးပင်ရတနာတိုက်တဲ့ဖက်စစ်တရေကိုးကောင်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဘွေရာအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ညီစီယာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်အော်နေရှင်ပြင်းတော့တောင်ပေါ်ကဆင်းလာတာလားကိုတော့ ဒါနဲ့စွန့်ကိစ္စရောပြီးခဲ့ပြီလားတဲတဲကိုကြွပါဦးရင်းနှီးချမ်းလေးထက်ညက်လေးဖုံးပေးပြီးမှဆင်းတာပေါ့ ထိုစဉ်ကကြိုက်ထီဟိုစံတော်ရှင်စီဒီသည်ယခုကာလကဲ့သို့တောင်တက်ကားလမ်းမရှိသေးပေ။နေ့လယ်နေ့ကင်းနေဘူးရှင်ပြည့်ထန်နေခြင်းဖြစ်တော်လဲတောင်တက်လမ်းတစ်လျှောက်ဖျားဘူးအတက်အစင်းများကိုပြတ်တောင်းပြတ်တောင်းတွေ့နေရသည်။တာဝန်မှဆင်းလာသောဖျားဘူးများထဲမှယဟန်ငယ်တစ်ပါးသည်ဖိုးပြန်တောင်းအောင်နာလမ်းဘေးတစ်ပင်ရိတ်ထဲခုံဝင်လိုက်စဉ်ဝယုံမင်းအောက်တဲကလေးစီမှဖိတ်ခေါ်တန်ကြားရစီသို့လှမ်းကြည့်လိုက်ရာတဲရှိနိုင်တပင်ခွေထိုင်လျက်ရှိသောရဟန်းအိုကြီးတစ်ပါးကရင်းနှွေးခရားငယ်ရင်း သူအားဖော်ရစွာကောင်းညိတ်ပြလေရဲ့နေဘူးရှိန်ကြောင့်ချွေးတန်တျှော့ျှော့နဲ့ရဟန်းငယ်ကလည်းရေစာနေဟန်တူပါသည်အိန္ဒြေပင်မဆဲတော့ပဲကုပစ္စည်းရောက်သွားသည်မှာမြန်ဆန်လွန်လာသည်ကိုတော်တပါးတဲ့ထင်နဲ့ဘယ်အရက်ကနေကြိုက်ထီဦးဖျားလာတာလဲတေမဖျားတပိတော်ကေလာသတောင်ကြီးကဝင်းကရွာကပါဖျားဒုံလပတ်ဝတ်ထားတာဆယ်ရက်ပြည့်ဖို့နှစ်ရက်လိုသေးလို့ကြိုက်ထီဦးဖျားဘူးပြီးရွာပြန်ရောက်တာနဲ့လူထွက်ရတော့မှာပါဖျား အော်အော်ဒုံလဘယဟန်ကိုဒါနဲ့ဝင်းကရွာဆိုတာကင်းရွာနဲ့အနီးလေးပေါ့ဟုတ်လားကိုတော့တင်းမဖျားလမ်းကြောင်းတစ်ခုတည်းအနီးလေးပါဖျားအေးဟုတ်ပြီဥပစင်လေကေလာတာတောင်ကြီးတလျှောက်မှာရှိတဲ့ရက်ကန်းတဲ့မရွာဝင်းကရွာကင်းရွာတွေဘက်မှာအတော်ကြာကြာနေခဲ့ဘူးသေးတယ်ကိုရောရဲ့အင်းကြာတော့ကြာပါပြီဖက်စစ်ဂျပန်တွေကိုတော်လန်ခဲ့တဲ့နှစ်ကဆိုတော့နှစ်40နီးပါးလောက်ကဖြစ်မှာပေါ့ ဝယုံဝေရိတ်တို့ကြောင့်အေးမြလျက်ရှိသောကွစ်ပစ်ပေါ်ရင်းနှွေးချမ်းတောက်ရင်မှာရန်အိုကြီး၏နောက်ကျောင်းပြန်ဇက်လန်းဆွဲဆောင်မှုအောက်တွင်နှစ်မျိုးသလိုဖြစ်နေသောဒေါ်လပိုက်ရန်သည်တောင်အောက်သို့ဆင်းရဲမဲမိနေဟန်ဖြင့်ငြိမ်သက်လျက်ရှိသည် ဗီအေနဲ့မဟာမိတ်တပ်တွေဘကူးရုံမှထိုးစစ်ကြောင်းဂျပန်တပ်မကြီးတွေတက်ပြက်ပြီးဖျို့ဖျဲတကွဲတပြားနဲ့စစ်တောင်းမြစ်ကိုဖျက်ကူးပြေးလာချိန်မှာဥပစင်လဲကြိုက်ထူတော်လည်းတက်ကဘူမော်ရဲ့တက်စုမှာတက်စိတ်မှုပေါ့စစ်တောင်းမြစ်အရှိဘကံကိုကူးပြေးလာတဲ့ဂျပန်တက်ပြက်တွေစီကိုစီဘီတိုက်ရတာဖြစ်လို့တေးလိုက်ကြတဲ့ဂျပန်စစ်သားတွေအတုံယုံလွတ်တဲ့ကောင်တွေလဲလွတ်ဆိုပါတော့ အဲဒီနေ့မှာတော့ဥပစင်းတို့တက်ကဝင်းကြွာထဲမှာခိတစခန်းချနေတော့တရင်တစ်ခုရတော့တာပဲကိုတော်ကြီးတက်ပြက်လာတဲ့ဂျပန်တပ်ဖွဲ့တပ်ဖွဲ့ဟာကင်းရွာတောင်ကျင်းသားကမယန်းသုံးမင်ကုန်းမှာခုံအောင်နေတာနှစ်ညတောင်ရှိနေပြီတဲ့ ကေရွာမယန်းသုံးပင်ကုန်း၌ဂျပန်တပ်ဖွဲ့တစ်ဖွဲ့ရောက်ရှိနေကြောင်းခိုင်လုံသောသတင်းရရှိသည်ဆိုလျင်ပင်ဘူမော်၏တော်လည်းတက်စုသည်နနက်အာယုံတက်ချိန်အမှောင်ကိုအကာအကွယ်ယူလျက်အပေါ်စီးမှနေရာယူ၍ဝန်းဝန်းပစ်ခတ်တိုက်ခိုက်ကြရာငကူကပင်အစာရေစာပြက်လက်ပြီးငှက်ဖျားယောဂါဒဏ်ခံစားနေကြရသောဂျပန်တပ်ဖွဲ့သည်ခုခံမှုအနည်းအဖားသာလုပ်နိုင်ကစုတ်ခွာထွက်ပြေးသွားကြသည်မှာကတောင်းကနေဟုဆိုရပေမည်တိုက်ပွဲပြီးလို့မိုးလင်းလာတဲ့ဥပစင်းတို့တက်ကမယန်းသုံးပင်ကုန်းဝင်းရှင်းကြတော့တနက်ဒဏ်ရာတွေဗရက်ဘွားနဲ့တေဆုံးသွား ကြတဲ့ဂျပန်စစ်သားအလောင်းကိုလောက်နဲ့လက်နက်ခဲယမ်းတွေအများကြီးရလိုက်တာပေါ့ကိုတော့ရဲ့ထူးကြတယ်လို့ပြောရမှာဂျပန်တွေတန်မပြေးနိုင်တာဖြစ်မဲ့ထင်နေအလောင်းတွေနဲ့တူတန်တက်တာကြီးသုံးလုံးလဲကြမ်းခဲ့တာတွေ့ရတယ်တက်တာတွေနဲ့အဖုံးပေါ်မှာဘူးဒီငပေါင်းကျော်လို့ဂျပန်စလုံးတွေကိုစေးနေအောင်နဲ့ရေးထားတာထင်းထင်းရှားရှားပါပဲတော့ကလောက်အကြီးကြီးတွေနဲ့ခတ်ထားတာကိုဘူမော်ကိုတိုင်တော့ကလောက်သုံးခုလုံးကိုတနက်နဲ့ပြစ်ပြီးဖြွင့်ကြည့်လိုက်မှာ ဟာရွှေလေးလဝတ်ယတနာတို့ရွှေတွင်းကားပြားတွေ ကြောက်မဲ့ရတနာရောင်စုံတွေပြိုးပြပြနဲ့တစ်တာသုံးလုံးလုံးအပြည့်ပဲကိုတော့ရေရတနာတစ်တာတွေကိုကြိုက်ထူရအောင်တဲဖို့ဆိုတာစစ်ဖြစ်နေတဲ့ကာလမှာရွာသားတွေလည်းတိတ်ရှောင်နေကြနွားလဲလဲဝှက်ထားကြဆိုတော့ဦးစင်းတို့တက်စုကြိုက်ထူလဲရောက်တော့တော်လိုင်းတက်ဖွဲ့တွေဘကူးမှာအမြန်စုကိုအမိန်ကကြိုးရောက်နေလို့ညာတွင်ချင်းဘကူးကိုဆက်ထွက်ခဲ့ကြတာကြံနေတဲ့ရတနာတစ်တာတလုံးကိုပြတ်မယူပြတ်တော့ပါဘူးကိုတော့ရေ အမှန်ပြောရလည်းရင်ဒုံလဘယဟန်ငယ်အနေနဲ့ဖက်စစ်ဂျပန်ဒေါ်လာရေးခေတ်ကိုတိမိခဲ့သူမဟုတ်ပေ။ယဟန်အိုကြီးပြောပြသောအကြောင်းအရာပေါ်ပုံမြင်တပုတ်ခဲ့သူသာမောပြေနားနေရင်ခံစားရရုံမှလွဲ၍စိတ်လှုပ်ရှားခြင်းမဖြစ်ခဲ့ဟုဆိုရပေမည်။ထို့သောယန္တနာတက်တာမြုံနံထားခဲ့သည်ဆိုသောနေရာ၏အမှတ်အသားများဖြစ်သောကင်းရွာမှမယန်းသုံးမင်ကိုအမိကိုမူဆွဲမြဲစွာမှတ်မိသလိုရှိနေပါသည်။ဥပစင်းလည်း ကြိုက်ထုံမှာပဲအခြေချနေထိုင်လာတာနောက်ဆုံးတော့မိဘညီကိုတွေလည်းမရှိတော့တာနဲ့ရဟန်းမောင်ဝင်ပြီးဒီနေရာမှာဝါးချောင်းလေးဆောက်ဝိပဿနာပွားများခဲ့တာအခုချိန်ထိပဲပေါ့အရွယ်ကောင်းတော့ကတော့လောဘစိတ်နဲ့ကင်းရွာကယန္နာတစ်တာပြန်ဖို့စိတ်ကူးသေးပေမဲ့ကေလာတတောင်ကြီးဟာပြည်တွင်းစစ်ကြောင်တိုက်ပွဲတန်တစ်ချိန်ချင်းနဲ့ဖဲသွားရဲမှလည်းပြီးတော့ယန္နာတစ်တာလည်းရှိပါဦးမလား ဘိုးမော်ပဲဖော်ယူသွားပြီလားရှိသေးရင်တော့ဒီလောက်နှစ်တွေကြာခဲ့ပြီဟာတစ်ပင်နေခြုံတွေဖုံးလို့နေရာတော့ရှာဖို့လွယ်ပါဦးမလားဆိုတဲ့အတွေးနဲ့မိမိပြောင်ပြောင်နေခဲ့တာ ကိုတော့အသက်ရွယ်ကအိုမင်းမီဝိပဿနာတရားကျင့်ရင်ကလောဘစိတ်လည်းမရှိတော့ပါဘူးကိုတော့ရဲ့ကိုတော့ကဝင်းကရွာသားဆိုလို့အမတ်တရအနေနဲ့ပြန်ပြောပြတာပါဒုံလဘကိုတော့လေးဒီရဟန်းအိုကြီးအားဝိပယူနှုတ်ဆက်၍တောက်အောက်သို့ပြန်ဆင်းလာခြင်းတွင်မွလွဲ့ပြီးနေပင်အတော်ဆောင်နေပေပြီရဟန်းအိုကြီးထံမှကြားသိရသောအကြောင်းအရာပိုင်းစများကအတွေ့အထိပေါ်လိုက်ပြောက်လိုက် ကေမွန်စကန်တို့ရောက်ရှိချိန်တွင်မှောက်ဤပင်တန်းစာပြုနေပြီဖြစ်သည်လမ်းကစိုးဝါးကြမ်းတမ်းသည့်အပြင်တဲဖို့ရင်ဆို၍မြင်းလဲပင်မပြေတော့သဖြင့်မိမိကျေးရွာဝင်းကားတို့ရောက်ရန်ညတဝက်သားသားရှောက်ပြန်ရမည်အရေးတွေးလျက်ဒုလဘကိုတော်လေးအနေနဲ့တပ်ပြင်းမောချကခြေလမ်းပြင်ယုံသားရှိပါတော့သည် ကိုကြည်စောဆိုဒီမှာဝင်းကရွာဤလူပြိုကောင်းဖြစ်သည်အရက်ထောင်းထောင်းမောင်းမောင်းနဲ့တက်တီလဲအလွန်ကောင်းသူဖြစ်သည်ဖြင့်ဒုံလပတ်ဥပဇင်းထံမှဂျပန်ယတနာတက်တာတဲ့ရင်ကြားလင်ကြားခြင်းတရိအခြေအမြင့်မိမြမှန်ကန်ကြောင်းစူးစမ်းကြလာသည် တနေ့ညနေဆောင်အချိန်ရောက်သည်နှင့်ပြည်သူစစ်နှစ်ယောက်နှင့်အတူကေလာသတောင်ကြီးတိုင်းလူသူဝေးသောဥယျာဉ်ခြံများကြမှဖြတ်တန်းလာခဲ့ရာရွာလေဖုံးတော်ကြီးကျောင်းဝင်းသားရောက်တွင်ဒုံလဘဦးစလီညှို့လိုက်သည့်မယန်းသုံးမင်ကုန်းနေရာအားလှမ်းမြင်လိုက်ရပါတော့သည်မယန်းသုံးမင်ကုန်းဟုသာဆိုတော့လေခေတ်ကာလဆိုးဝါးချိန်ဖြစ်သောကြောင့်ပတ်စံရှိသူများမြို့သို့ပြောင်းနေကြရာအင်ဂျီကျူးတို့ကျက်တဲ့နှင့်ဤကုန်းမင်လျင်အောက်ခြေရှုပ်ထွေးသောခြုံရွယ်ပိတ်ပေါင်းတို့ဖြင့်ဖုံးလွှမ်းလျက်ရှိသည်ကိုတွေ့ရသည်ဖိုခနောက်ဆိုင်ပေါက်နေသောမယန်းသုံးမင်သာခြုံ ွယ်များကိုကြော်၍စိတ်မောင်သောအကန့်ခတ်တို့ဖြင့်တောင်ကုန်းပေါ်အုံမိုးလျက်ရှိသည်။အေးကွာကွက်တီပဲဟိနော်ဥပစင်းလေးပြောလိုက်တဲ့အတိုင်းမယန်းသုံးပင်ဖိုခနောက်ဆိုင်လာတာတွေ့လား။မယန်းပင်အောက်တွေမှာလဲလက်သေးကြောက်တုံးကြီးတွေရှိတယ်ဆိုတာဥပစင်းလေးပြောတယ်တဲ့ပါသေးတယ်လေကွာ။อืมยารนาติดตาตะโลမြုပ်ခဲ့တယ်ဆိုတော့တူးမကြည့်ပဲနဲ့ဘယ်အတက်ပြောနိုင်ပါမလဲမတော်ဒီကြတဲ့ဘုံမောကိုတိုင်းဒါမှမဟုတ်သူ့ရဲဘော်တွေကပဲဖော်ယူသွားပြီလားဆိုတာစဉ်းစားเสียပါတော့ကွာ ကဲတခုတော့လုံးကြည့်အောင်ကွာတို့ရွာကယဒနာယာဟုចောင်းစီရတော့ဆိုရင်ရှေ့မီနောက်မီပုံကူကြီးကွာပြီးတော့လောဂီကိစ္စတွေမှာလည်းအတော်ပေါက်မြောက်တာမင်းတို့လည်းသိပါတယ်သူ့လောဂီအတက်နဲ့ဂျမန်ယဒနာတက်တာရှိတယ်မရှိဘူးဆိုတာပြောနိုင်ရင် ပြောနိုင်ပါလေလာကွာဆရာတော်စီတွားရအောင် ကိုကြည်စိုးရီစိတ်ကူးကမစိုးလှဟုပင်ပြောရမည်လားမသိပင်ဂျရနာယာဟုအကြောင်းပေါ်ရောက်တဲ့နဲ့ဂျပန်တက်တာအကြောင်းကိုထိုဆရာတော်ကြီးကရှောက်ထားမေးမြန်းကြည့်လိုက်ရာတူလိုချင်သောအဖြစ်နဲ့ထတ်တူနေပါတူညီနေခြင်းပင်ဖြစ်သည်မှန်တာပေါ့တကားကြည်စိုးရဲ့ဒီလိုရှင်ငွေယန္တနာပစ္စည်းမျိုးဆိုတာမြေအောက်မှာနှစ်အတန်ကြာအောင်မြုပ်နှံထားမှပြင်သူလဲ တိုက်တမျိုးအတွင်နဲ့ပရလောကရဲ့အဆောက်အအုံရောက်သွားတာဘယ်ဆမ်းမှမလဲ။နောင်ပွင့်လာမဲ့ဖះအတွက်ရည်ရွယ်ထားတဲ့ဖះတိုက်တွေလိုမခိုင်မာဘူးဆိုပေမဲ့ဒီယသနာတက်တာကလည်းတိုက်ပွဲမှာတည်ဆုံးသွားကြရတဲ့ဂျပန်စစ်သား၉ယောက်ရဲ့ဆောက်ရှောက်မှုအောက်မှာရှိနေတုံဖြစ်တာကြောင့်တော်ယုံလိုဘစိတ်နဲ့ဖော်လို့ဘယ်လွယ်ပါမလဲတကားကြီးစောရဲ့။ ဥပိ္ပစေတကကံနဲ့တေးခဲ့ရတဲ့ဂျပန်စစ်သား၉ယောက်ဟာတရရသစီမကြုံမလို့ဘဝနဲ့ယန္တနာတက်တာကိုဆောက်ရောက်နေကြရတာဂျပန်ပြည်ရဲ့စစ်ပြန်တဲ့အမိန့်ကြောင့်ပဲနေမှာပါအဲ့ဒီယန္တနာတက်တာကိုဖော်ယူနိုင်မဲ့သူမပေါ်မချင်းဘလို့ပဲအမြတမ်းဝေးမြစ်တာပို့ပေမဲ့ကျွတ်လွတ်ဖို့ကတော့မလွယ်ဘူးထင်တာပဲလက်ွယ်ညတွေမှာတကားကြည်စောသွားကြည့်ပါလားအရေးမဲမဲတွေမိခိုးငွေလိုဝိုင်းပက်ရွှေလျားလင်းဟာညီတန်ဟီတန်ငိုတန်ဟဲဟဲတွေကိုစူးစူးနိနေကြားနေရတယ်လေ ဲ့ဒါသူတို့အ мян ကျွတ်လို့ခြင်းတဲ့အကြောင်းနမိတ်ပုံများ၆လန်နာလို့ပဲဘုန်းကြီးသဘောပေါက်ထားပါတယ်တေးမဗျာဒီလိုလောကီကိစ္စပရလောကအကြောင်းကိုဆရာတော်ဘုရားကသိနေပြီးသားမဟုတ်လားယေဇနာတက်တာဖော်ယူဖို့နီလန်လဲဆရာတော်ဘုရားကပဲသိမယ်လို့တပည့်တော်ထင်ပါတယ်ဂျပန်တရေကိုကောင်ကျွတ်လို့ဖို့ဆိုပြီးမြေတားစိတ်ထားပြီးဖော်ရင်တော့ရနိုင်မလားမသိဘူးနော်နောက်တနည်းကဂျပန်တန်ယုံအကြောင်းကြပြီးဂျပန်စစ်တပ်အမိန့်ပြန်တဲ့ပယ်ဖြတ်ခိုင်းရင်လဲရကြင်ရမှာဟာ တဲလွယ်ပါလားတကကြီးစောရဲ့ရတနာတက်တာတွေကပစ္စည်းတွေကဂျပန်စစ်တပ်ပိုင်းတာမဟုတ်ဘူးလေဖုန်ကြီးတို့နိုင်ငံနဲ့မှာတိုက်ခိုက်တပ်ဖြတ်လူရထားတဲ့ဟာတွေဆိုတော့ဘလို့အမိန့်ပြန်တမ်းမှာတက်ရောက်လိမ့်မယ်မဟုတ်ပါဘူးဖုန်ကြီးကိုယ်တိုင်ညတိုင်းဖျားဝတ်တက်ပြီးရင်ဒီကောင်တွေကိုမြစ်တာဖို့အမျှတမ်းဝေခဲ့တာကြာလာပါပြီသူတို့နဲ့တော့အိမ်မက်တဲ့အဆက်အသွယ်ရနေတာခဏခဏသူတို့စံနာရတူဖို့လိုက်ရင် ကောင်းမလားစဉ်းစားပေမဲ့ခတ်တာက လူတွေရဲ့လောဘပဲတကားကြီးစောရဲ့သာသနာအကျိုးလူမှုကောင်းကျိုးဆိုတဲ့ရွယ်ချက်အမှန်ကန်နဲ့ဖော်ရင် ဖြစ်နိုင်တဲ့ထောင်းအဲလောဘစိတ်အ ਨੇ ပါပါလာပြီဆိုတော့ ਨੇ ကောင်းကျိုးထက်ဆိုးကျိုးကပိုများသွားမှာတေကြတော့ချိန်စနေရတာပေါ့တကားကြီးစောရဲ့ခုချိန်ထိတော့မယန်းသုံးမင်ကုန်းမှာတစီတည်းရဲ့6လက်နဲ့အကြောင်းပြောတာတော့တပည့်တော်လည်းမကြားဘူးသေးပါဘူး တောချုံတွေရှင်ပြီးလေးလာကြည့်မလားစိတ်ကူးမျိုးနဲ့တပည့်တော်တွားဆူးဆန်းကြည့်တာပါဗျာဟာမလုပ်ပါနဲ့တိတ်ရဲမစွန်းနဲ့တကားကြည့်စောရေဒီကုန်းနေရာကချုံတွေထူထပ်ပြီးလမ်းမှာမရှိလို့လူသူတွေမရောက်တာပါခစ်ပြက်တခြားလုံးသဘုံတွေကဆူတက်ကစစ်စင်ရေးလုံးနဲ့အိမ်တွေတောဆန်းနဲ့ဝေးရကိုပြောင်းကုန်တာလေတကားကြည့်စောသိပြီးသားမဟုတ်လား ိုနဲ့မိုးဦးကြကဆိုပောက်တော့ရွာသားနှစ်ယောက်တောင်ဝကဆင်းလာတာညမှောင်ယူဝိုးတော့ရဲလမ်းမပြီးမယန်းသုံးမင်ကိုရောက်သွားတဲ့ချိန်မှာဂျပန်တရေကိုကောင်ဘလို့ချောက်လန့်လိုက်လဲမဆိုပါဘူးကွယ်ကြောက်ဖျားဖျားပြီးအိပ်ရတဲ့လဲခဲ့တာဆယ်ရက်တောင်ကြော်လို့ဖုန်းကြီးကိုယ်တိုင်ကုသပေးခဲ့ရသေးတာကံကောင်းလို့မသေးတာနော်ရန္နာတက်တာစောင့်မှုလူစားတယောက်ရရင်သူတို့တဲကတယောက်ကျွတ်လွတ်သွားမယ်တဘောကိုလူမပြောနဲ့ဟိုတလောကရွာတဲကခွေးကောင်ရှင့်လိုက်ရင်ကမယန်းသုံးမင်အောက်ရောက်သွားပြီးတကယ်ကြီးနဲ့អော်ပြေးတာအိမ်ရောက်တာနဲ့ဇက်ကျူပြီးသေပါရောလို့ ကိုကြည်စိုးအနေနဲ့ဂျပန်ယန္တနာတက်တာကိုတူဖော်လို့ဒီမှာလောဘစိတ်ကြောင့်မဟုတ်ဘူးဆိုရပေမည် လူငယ်ပြီးပြီးဤကဲ့သို့တိုက်ကိစ္စတိုက်ဆောင်တဲ့ကိစ္စများကိုလက်တွေ့မပါဘဲယုံကြည်မိသူမဟုတ်သဖြင့်တူးဖော်ကြည့်လို့သည့်စံနာကြောင့်လေလာစူးစမ်းနေခြင်းဖြစ်ပါသည်ယရနာယာဟုအကြောင်းဆရာတော်ဤမိန့်ကြားချက်တိုင်းမှန်ကန်ပြီဆိုလျှင်ယနေ့ကာလ၏အတော်မတန်နိုင်သောလောဘသားကောင်လူတွေ၏လောဘစိတ်ဖြင့်တူးဖော်မိပါကစီးပောက်တာကျိုးလျက်တိုက်ဆောင်ဝါသို့ရောက်ပြီးဇပန်တရဲကိုကောင်ကျွတ်လုခင်ရသားလိမ့်မည်မှာတေချာကြောင်းကိုကြည်စော တွေ့နေမိသည် လောလောဆယ်ရန်နာတက်တာအကြောင်းကိုနှုတ်ဆောင်စည်းလျက်မသိသလိုနေကအခါခွင့်တင်တိုင်းလေလာစူဇန်ကြည်ရန်သာကိုကြီးစောဆုံးဖြတ်ထားပြီးဖြစ်သည် ခတ်တီဟုပြောရသည်မှာဘူးပေါက်တရားဖားထွေး၍လွယ်ကူတော်လဲဗဇက်ပေါက်တစ်ပေါက်ဖားထွေး၍မလွယ်ကူပါကိုကြီးစောအနေဖြင့်မြေမြပင်နှုတ်လုံးစွာအင်ဒရီမပြတ်စောင့်ထင်းသည်စိုးစေကမူ သူနဲ့တူမယန်းသုံးမင်းကုန်းတို့လိုက်ပါသွားတော့ပြည်သူစစ်နှစ်ယောက်ဤပါဇက်ပေါက်များကရှိသေးသည်မဟုတ်ပါလား။ရက်ပိုင်းတွဲမှာပဲရတနာတက်တာတဲ့ရင်ကဝင်းကရွာတရွာလုံးအနက်ညှော်နှန်းတစ်ခုလိုပြက်နှံ့နေပေပြီ။ချက်ကားသည်လားအမှန်လားမသိ။ဂျပန်တရဲကိုးကောင်နဲ့အဆက်အသွယ်ရနေသည်ဆိုတော့ရတနာရာဟုကြောင့်ဆရာတော်ထန်လိုက်ပင်ရွှေရင်းကားများတွေ့ကြသလိုပင်တရင်ပါသေးသည်။ဤတဲ့လောက်များနဲ့ကိုကြီးစော လုံးဝစိတ်လှုပ်ရှားခြင်းမဖြစ်ခဲ့သည်သူစိတ်ကိုနှိုးဆော်လာသည်ကနောက်ဆုံးရရှိလာသောဖះလူကြီးဥဖိုလ်လုံးရင်တည်င်းဖြစ်သည် ဥပိုလ်လုံးသည်ဆရာတော်ထံချင့်ကပ်သွားကယန္နာတက်တာဖော်ယူရေးအတွက်လျှောက်ထားရာတွင်သာသနာအကျိုးမျှော်ကိုး၍ရရှိလာမည့်ယန္နာများဖြင့်ဘယံသုံးပင်ကိုပေါ်၌ဇေဒီတစုတည်ထားမည်ဒေသရှိကြောင်းကံဖျားများပြုပြင်ရန်ဂရီကဝေါ်ပြုသည့်တဲ့ဖြင့်ယန္နာတက်တာဖော်မိလူဆယ်ဦးအားလောဘတက်စီရန်အတွက်အထိတ်ဒဏ်ဆယ်ရက်ဝင်စေပြီးပိတ်ဖြူစင်ကြယ်ကိုဝတ်၍တူးဖော်စေမည့်တဲ့မှာကိုကြီးစောတိကျစွာကြားလာရသည်လူအမိအစီရင်များကိုမူယန္နာရဟုကြောင်းဆရာတော်ကပင်ဆောင်ရွက်ပေးမည်ဆိုသည်ကိုပါသိလာရ တော့သည်မိတို့ပင်ဆိုသည်ကိုကြည်သောအနေနှင့်လောဘစိတ်မပေါဟုဆိုတော့လဲခံပြမှုအ ਨੇ ပါဖြစ်မိသည်မှအမှန်ယန္တနာတက်တာတဲ့င်းကိုဒုလဘကိုတော်လေးထံမှရရှိခဲ့သူမှာသူသာပထမဆုံးဖြစ်တယ်လို့ကိုတိုင်းတွားရောက်စူးစမ်းလေ့လာပြီးယန္တနာရဟုဆရာတော်ထံရှောက်ထားမေးမြန်းခဲ့သည်မှာလဲသူသာပထမဦးဆုံးဖြစ်လျက်နဲ့ယခုယန္တနာတက်တာတုခေါ်မိကိစ္စမှာအဘဲကြောင့်သူ့ကိုဘေးဖယ်တဲ့ကဲ့သို့ဥပိ္ပခာပြုထားရပါတယ်လေ ဂျပန်ရတနာတိုက်ဖော်သောလုပ်ငန်းကအလွန်ပြည့်လွန်၍ဖြစ်ပေမည်ကိုကြီးသောတရင်ရသည့်အချိန်တွင်တူးဖော်မှုသုံးရက်ခန့်ပင်ရှိပြီးဖြစ်ကြောင်းသိရသည်တရင်အခြေမြစ်ကလည်းရခင်ရရှိသားသောတရင်များနှင့်ကွဲလွဲခြားနာမှုမရှိဟုဆိုရပေမည်ဂျန္နာယာဟုចောင်းဆရာတော်မှလိုအပ်သောလောကီအစီရင်အလုံးကိုလုပ်ပေး၍ဖျားရကဥပုလုံးခေါင်းဆောင်သောဝင်းကရော်သား၁၀ဦးကိုအတိတ်တည်း၁၀ရက်ဝေစေပြီးပိတ်ဖြူစင်ကြက်ဖြင့်တူးဖော်မှုစခဲ့ခြင်းတရင်ကလည်းအတိအကျ ထို့ထက်ပို၍ခိုင်လုံသောတည်းမှာယန္တနာတိုက်နှင့်တိုက်ဆောင်ဖက်စစ်တရေကိုကောင်တို့အခြားတနေရာတို့တိုက်ပြောင်းရွှေ့ခြင်းမပြုနိုင်စေရန်အတွက်မယန်းသုံးမင်ကုန်းတိုက်နယ်နမိတ်အားဆရာတော်ကြီးမှနွယ်ပင်စိမ်းများဆက်၍အကာရန်စီးသုံးနံချပြီးမှစနစ်တကျတူးခြင်းဖြစ်ကြောင်း ။ဥပိုလ်လုံးတို့အဖွဲ့10ဦးကိုလည်းတိုက်ဆောက်များရန်တပ်တို့မပြုတ်နိုင်စေရန်တိုင်ဝင်းချီလက်ဖွဲ့ကြိုးတစ်ခုစီဆွဲပေးထားကြောင်းမြေပေါ့မီကိရိယာများဖြစ်သောပေါတူဂေါ်ပြားဓားများကိုပင်တိတ်တိတ်တင်းပြီးမှတူဖို့စေကြောင်းစသည့်သတင်းများဖြစ်သည်။မှန်ပါသည်။ည9နာရီခန့်တွင်ကိုကြီးစိုးနှင့်အဖော်တယောက်တို့ရွာလေကျောင်းဝင်းထိပ်သို့ရောက်သည်ဆိုလျင်ပင်ထိတ်ထိတ်ကြီးစွာထွန်းထားသောဖျောင်းနိုင်များ၏အလင်းရောင်ထဲတွင် ုံးကပြောကတော့ပွဲများကကားစင်ပေါ်နာရဲ့အစီအကြီးမရက်မင်တပေမစ်စုံနေရာတွင်လည်းအရက်ဖြူပလင်းနဲ့ကြက်ကြောတကြားလုံးစသည်များကဖတ်စစ်တရေကိုကောင်အတွက်ဝါစင်ကလေးပေါ်အဆင်သင့်လမိုင်းညဖြစ်တော်လဲဖျောင်းနိုင်ကြီးများ၏အလင်းရောင်ကြောင့်အရာရာကိုတဲကွဲစွာမြင်နေရခြင်းဖြစ်သည်။သုံးညတာကာလအတွင်းလူဆယ်ဦးတို့၏လှုပ်အားဖြင့်မယန်းသုံးဝင်ကုန်းတစ်ခုလုံးချုံနှဲတပေမှမကြအောင်ပျောက်ရှင်းနေုံများမကစိတ်မှန်းဖြင့်တူးဆော့ထားခြင်းကြောင့်ကျင်းကြိုက်များကိုပါအနှံ့ပြားတွေ့နေရသည်။ပိတ်ဖြူဝေးရွာသားဆယ်ယောက်တို့၏ တွက်လက်သောလှုပ်ရှားမှုများသည်မြေမုတ်နှင့်အမွှေးတိုင်းမိခိုးငွေများကြတွင်မပီဝိုးတော်နှင့်ရိတ်ခနဲရိတ်ခနဲကိုကြည်စောနှင့်သူ့အဖော်သည်ကြောင်းဝင်းထောင်းမှနေ၍မယမ်းပင်နှင့်အနိကဆုံနေရာချုပ်ပုတ်စီပြောက်၍နေရာယူလိုက်ချိန်တွင်၎င်းချုပ်ပုတ်ဘေးမှသူတို့ထက်စောစွာရောက်နေသောလူငါးယောက်ခန့်ကိုရုတ်တရက်မြင်လိုက်ရာရာလက်ပြလွတ်စင်မတက်တုံလို့သွားကြပါသေးသည် အသေးချာစုံပြီးမေးမြန်းကြည့်လိုက်မှကင်းရွာသားများဖြစ်ကြောင်းသိရပါတော့သည်ယန္နာတက်တာရှိသောနေရာသည်ကင်းရွာပိုင်းနယ်ဖြစ်လျက်နှင့်ဝင်းကရွာသားများလာရောက်တူဖော်ကြခြင်းကိုမကျေနပ်သဖြင့်ကင်းရသော၁၀ရောက်ကိုစူးစီးတိုင်မလျက်ညတိုင်းလာရောက်ကဲခတ်နေကြခြင်းဖြစ်ကြောင်းကိုပါထပ်မံသိရလျင်ပင်ကိုကြည်စိုး၏အတွေ့အကြုံရုပ်ချီးပေါ်လာသည်မှာယန္နာရာဟုကြောင့်ဆရာတော်ကြီးမိန့်ကြားခဲ့မှုသောလောဘစိတ်ကြောင့်ဖြစ်လာမည်အကျိုးဆက်လောကီအစဉ်ဖြင့်ဝိုင်းပတ်ချထားသောနှွယ်စိမ့်ပင်စီသုံးနှံကျိုးပေါက်ပါကဖြစ်လာမည်အန္တရာယ်ကိုကြည်စိုး၏စိတ် ာနာနိုင်ပင်လျင်အန်ဒီရဲ့အငွေ့အသက်များခံစားလာရသလိုဖြစ်လာပါတော့သည်တန်တိတာကြီးတွေ့ပြီးဟေ့တူးဆွာသံများကြမှာမတိုးမကျဲထွက်ပေါ်လာသောအတန်ကိုကြီးစောရောရွာသားများပါဒူးထောက်ထိုင်နေရမှရှေ့တွင်ကွယ်နေသောခြုံငယ်များအားအတာဖဲ၍လှမ်းကြည့်လိုက်ကြရာတူးဖော်သူများဝိုင်းလာ၍ပေါ်လိုက်ပြောက်လိုက်မြင်ကွင်းထဲတွင်သုံးမေလေးပေခန့်တန်တစ်တာအဖုံးကမြေကြီးပေါ်ပေါ်ယုံများသာ ဖုန်းပေါ်တွင်လည်းမြင်းမို့များကွက်ကြားဖုံးနေခြင်းကြောင့်စေးနီအောင်ဂျပန်စာများကိုပင်ဖျောင်းနိုင်မိအောင်လည်းမတဲမကွဲမြင်ရသည်ထိုစဉ်ကိုကိုကြီးစိုးတို့နားမှရွာသား၅ယောက်နှင့်တောင်မြောက်ချုပ်ဘုတ်ထဲတွင်ပိုးအောင်နေကြသောရွာသား၄၅ယောက်ခန့်မှာဂျန်နာတက်တာအဖုံးရှိရသည်ပြေးခုံဝင်သွားကြသည်မှာလေးခွင်းသောမြားတံအလားဝုန်းကနေဝုန်းကနေ ကိုကြီးစိုးနဲ့သူ့ဖော်တို့သည်အနှဲငယ်များမလုပ်ဘဲစူညံစွာပြော့ဆိုရင်ရှုပ်ထွေးသွားသောလူအုပ်ကြီးအားစိုက်၍ကြည်နေစင်ပါပဲပထမဦးစွာဖျောင်းနိုင်ပြီးအလုံးလေးမတိုက်ပဲငြိမ့်သွားကြရာပဂရိမှောင်ပိန့်လျက်တဆက်သေးထူးကြလာသည်မှာ ရွှေရွှေဆိုသောခရမုတ်တန်ဆူရှစွာထပ်ပေါ်လာခြင်းဖြစ်သည်ခရမုတ်တန်များပုံမူကျဲလောင်လာခြင်းနှင့်အတူမယန်းသုံးဝင်ကုန်းတစ်ခွင်လုံးမိခိုးလုံးအဖြူရောင်နှင့်အမဲရောင်တို့ကရောထွေးထွက်ပေါ်လာကအိယာမမွေးကြီးများပုံသဏ္ဍာန်ပုံပေါ်လာပြီးမယန်းသုံးဝင်ဖိုကနောက်ဆိုင်ဧရိယာထဲမှာပဲတကောင်နဲ့တကောင်တွန်းထိုးရှက်လင်းလျက်လေထဲပြောင်းဝဲနေကြပုံကလည်းအသေးထိတ်စရာ၎င်းမွေးကြီးများသဏ္ဍာန်မိခိုးရိပ်များကြောင့်တိုက်တူးရွာသားများ၏လှုပ်ရှားဟန်တို့ကိုမမြင်ရတော့တော့လေငဲတံပါသောအော်ဟစ်တံတိုးဝေတွန်းထိုးတံဖျားရှိခိုးတံများလုံထွေးစူညံနေခြင်းကို ုံမူကိုကြည်စောကောင်းစွာကြားနေရသည်ထိုအတန်များရဲတွင်အကျယ်လောင်ဆုံးဟုဆိုရမည်မှာဖះလူကြီးဥဖိုးလုံးအတန်ပင်ဖြစ်သည်ကဲတော်မူပါဆရာတော်ဖះအားလုံးဒုက္ခရောက်ကုန်ပြီဖះကိုကြည်စောကြည်နေစင်မှာပဲမယန်းတုံးမကြီးအကင်များတဝုံးဝုံးနဲ့ခါရန်လာကလူဝန်တရံအိပ်မဲများမိကိုငွေတဲ့ခုံစင်းလာကြသည်ကိုမြင်ရပြန်သည်သူတို့ဤမိကြီးကဲပမာတောက်ပြောင်လျက်ရှိသောမျက်လုံးများကဆူရှစွာဖြင့် တူတူလှုပ်ရှားလျက်နေရာမှာဝူဝဝအတံများဖြင့်ပဲ့တင်ထက်များအော်ခစ်လာကြသည်မှာကိုကြည်စိုးကိုယ်တိုင်နောက်ကျောင်းပြန်လှည့်ပြရန်ခြေလန်းပြင်လိုက်မိပါသေးသည်ရှုပ်ရက်ခတ်နေသောမိโกခွင်းထဲမှာခြုံမုတ်များကြော်၍လွင့်စင်လာသောအရာတစ်ခုသည်ကိုကြည်စိုးအနာသို့ဘုံကနေကျလာ၍အနီးကကြည့်လိုက်မှာတွန့်လင်ကြီးတွားလျက်ရှိသောရွာသားတစ်ယောက်ဖြစ်နေပါတော့သည်အလားတူပဲအခြားနေရာဘက်တို့လည်းကိုယိုကာယာလွင့်စင်သွားကြသောလူပုံရိပ်များကတယောက်ပြီးတယောက်သို့သောလွင့်စင်ထွက်လာသောရွာသားများရဲ့၌ပိတ်ဖြူဝှက်တူးတယောက်များပါမလာသည်ကထူးခြားသည်ဟု ဆိုရမည်ထင်ကျောင်းဝင်းတောင်နာကလက်နေထမိအောင်တွေ့တဲ့ကိုကြည်စောကိုကြည်စောသည်သူ့အဖို့ညွှန်ပြသောနေရာသို့လှမ်းကြည့်လိုက်ရာအဆက်မပြတ်ထိုးထားသောဓမိအောင်နှင့်တူတင်ကန်းတစ်ဖက်ဖက်နှင့်ရှောက်လန်းလာသောရတနာရာဟုကျောင်းဆရာတော်ကိုမြင်ရမှပြန်ပြေးရန်ပြင်ဆင်ထားသောကိုကြည်စော၏ခြေလန်းကရက်တန်သွားပြန်သည်ဆရာတော်ကြီးသည်အနည်းဆုံးမယမ်းမင်ကြီးအောက်ရှိကရော့ဝဲများပြင်ဆင်ထားသောဆင်နာတွင်ခြေစုံရက်လိုက်သည်ပြီးလျင်သူကိုယ်တိုင်စီရင်၍စီချထားသောနှွယ်စိမ့်သုံးဝင်လုံးကိုအတာမယူ၍ပူကင်လိုက်သည်ကိုတွေ့နေရသည်လောပါလောပါဒီလောက်တော့ ောင် PPE လျှို့ဝှက်ဆောင်ရွက်တာတောင်လောဘကြောင့်စီးဖောက်ဖို့တောင်ဝင်မလေးကြပါလားပြရလောကသားဖက်စစ်ကိုကောင်တို့ကျွတ်လွတ်ကြပါစေဆိုပြီးမြစ်တာထားဆောင်ရွက်ထားတာ လောဘသားတွေကြောင့်အခုတော့တဲတဲရေးသွန်းတယ်လို့ဘာမှအရာမရောက်တော့ပါလားနောက်ဆုံးငါတကာယောသားတွေပဲအန္တရာယ်ကြုံရတော့မှာဆိုတော့ သူတို့ကတစ်ခုကန်တစ်ခုတို့နှလုံးသွင်းပြီးဒီကိစ္စကိုရှင်းရတော့မှာပေါ့စီးသုံးနံຫນွယ်စိမ့်မင်၃ချောင်းကိုတက်မိနေတူပူကင်ထားရမှာဆရာတော်ကြီးအခြားလက်တစ်ဖက်ထဲနဲ့ရှိသောအဖျားချွန်တာဖြင့်ຫນွယ်စိမ့်မင်များကိုတိကနေဖျက်ဆလိုက်သည်နှင့်တပြိုင်နက်တည်းမယန်းသုံးမင်ကုန်းဧရိယာထဲမှာပေါ်ရဲများအလုံးသည်တစုတစီတဲ့ပေါက်ဆက်လျက်မိကိုတန်းကြီးပမာတောင်ဘက်စူးစူးသို့ရွှေ့လျားသွားခြင်းကိုမြင်ရပြီးဝူးအတံများကိုပါစူးရှအပ်ကွဲစွာကြားနေကြရမှာတဖြည်းဖြည်းဝေးရွေးဝေးရွေးပျောက်ကွဲသွားပါတော့သည်ဆရာတော်ကြီးမှຫນွယ်စိမ့် င်စီးသုံးနှံကိုဖွင့်ပေးလိုက်ခြင်းကြောင့်ဖက်စစ်ယတနာတိုက်ပြောင်းရွှေ့သွားနိုင်သည်မှာညင်သာလွန်လာပါသည်တနေရာရက်ဆက်၍ထိုးသားသောဆရာတော်ကြီးဓမီရောင်နဲ့နောက်ဆုံးမြင်လိုက်ရသည်မှာဂျပန်အခရာစလုံးပင်ပေါ်နေပြီဖြစ်သောယတနာတက်တာအဖုံးနေရာ၌၄000တရံကျင်းကျိုက်ဖြစ်နေတာကြေညာခဲ့ခြင်းဖြစ်သည် ကိုကြီးစိုးကြီးစိတ်ထဲ၌မြည်သို့သောခံစားချက်မျိုးမှမရှိတော့ပေ။ဤကိစ္စရဲ့များတွင်ဇက်ကောင်ဖြစ်သူပါဝင်ခွင့်မရရှိခဲ့ခြင်းကပင်ကံကောင်းသည်ဟုဆိုရပေမည်။အဖြစ်ပြအလုံးကမိနစ်ပိုင်းများသာကြာလိမ့်မည်ဖြစ်တော့လေ။ရှေးလျသောအိမ်မက်မှနိုးလာသူကဲ့သို့ကိုကြီးစိုးခံစားလျက်ရှိပါသေးသည်။သူ့ဖော်နေသူနောက်ကျောင်းပြန်လှည့်၍တော်လန်တိုင်းလျှောက်လိုင်းမှာကိုကြီးစိုး၏နှလုံးသားမှာစွန့်နှဲလျက်ရှိနေသောအကြောင်းအရာတစ်ခုကိုပြောပြပါဆိုလေ။မိသည့်ကာလတွင်မှကျွလို့မည်ဟုမခံမနိုင်သောဖက်စစ်ကိုကောင်ပေါ်ထားရှိသည့်သူ၏ဂိယုဏအမှတ် သားဟုဆိုပါကမှားမိမထင်တော့ပေ။မှတ်ချက် EPM ကပြောပြသောဝင်းကရွာအုပ်ချုပ်ရေးမှူးဦးကြည်စောအားအထူးကျေးဇူးတင်ရှိပါသည်။တစ်ဆက်ထဲမှာပင်တိုက်သူဒေသီများတိုက်မုံဆိုးများအတွက်လမ်းညွန်လိုသည်မှာအဆိုပါဖက်စီယတနာတိုက်သည်ဝေးလံသောဒေသသို့ပြောင်းရွှေ့သွားခြင်းမဟုတ်ဘဲကင်းရွာတင်ချိုင်ဟောင်းမြေထန်းသုံးမေနေရာ၌ရှိကြောင်းတိမိလိုက်သူရွာသားများပြောဆိုတဲ့အချို့ကြားခဲ့ရပါသေးသည်။ ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။